စဉ်းစားဉာဏ်မရှိတဲ့လုပ်ရက်တွေကိုလုပ်ခဲ့တဲ့ငတုံးသူများဒီနေ့ဗီဒီယိုလေးမှာတင်ဆက်ပေးသွားမှာကတော့ဘာမှသေးချာမစဉ်းစားဘဲလုပ်ချင်ရလုပ်ခဲ့ကြတဲ့သူတွေအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဒီလူကတော့အားရှိကြောင်ကြွားတဲ့ဒီတဲ့မြင်ပုံးတွေကိုပြစ်တင်နေခဲ့ပါတယ်။ပထမတစ်ပုံးမှာတော့အဆင်ပြေပေမဲ့ဒုတိယမြောက်ပုံးမှာတော့ရက်ထဲကလွှတ်ပြစ်လိုက်သလိုဖြစ်သွားပြီးတော့ကင်မရာကိုလာထိတဲ့မြင်ကွင်းကိုညင်ရမှာပဲဖြစ်ပါတယ်။ကောင်တင်ကားတွေမှာနောက်ထပ်ကင်မရာမတက်တဲ့အခါမှာတော့ဒီလိုမျိုးအနောက်မှာရှိတဲ့အရာဝတ်ထူတွေကိုတိုက်မိမယ်ဆိုတော့မစမ်းပါဘူး။တော်သေးတာက ကောင်းနေတဲ့ဘီယာပလင်းခွန်နေမို့လို့ပါပလင်းတက်တယ်ဆိုရင်ကျွန်တော်တော်လေးနှမျိုးမိပါမှန်ပါဒီနေ့မင်းလောင်းတဲ့ဒူရီတာမကတခြားမင်းနဲ့လူမှန်သမျှကိုဒေါ်သာထွက်စီမှာပါကွန်ကရစ်ပေါ်ကချီရရပါပဲဒီကလေးကတော့ဤသူမြတ်တာခံယူခြင်းပုံရပြီးအချောက်သေးတယ်ဒီနေ့မင်းခင်ပေါ်မှာသူ့ချီရကိုအမတ်သားခင်နဲ့ထားခဲ့ပါတယ်အမတ်တရားလက်မှတ်မထိုးခဲ့တာကိုတော့ယေရှုတင်ရမယ်ပေါ်ပါကားမှန်မှာဟီခဲတွေကက်နေမယ်ဆိုရင်သူတို့ဘာလုပ်ကြမလဲခင်မဒီပါနဲ့မြမနိုင်ငံမှာအတိတ်တော့အေးတဲ့ယာတီဥဒုမရှိတာတောင်အဖြစ်ကိုသင်မသိတော့ပါဘူး ရေခဲတွေရေပြောအောင်ရေနွေးနဲ့ပဲလောင်းမယ်ဆိုရင်တင်းအတွေးကိုအခုပဲရလိုက်ပါဒီလူကတော့ရေခဲနေတဲ့နှံကိုရေနေဖို့နဲ့လောင်းပြီးအရေးပြောအောင်လုပ်မယ်လို့ရွေးညွှန်းတော်စုရောက်တာကြောင့်ကမဟာကွာခနဲ့ဆိုပြီးကွဲသွားပါလေကက်မစရီသဘောတရားရတားအေးနေတဲ့နှံလေးကိုရုတ်တရက်တအားပူတဲ့အရာနဲ့ခီးထွေးလိုက်မယ်ဆိုရင်ကွဲသွားတတ်တာတပါဝပါဒီလူကတော့အလုံးလုံးကြမှာစင်ကြီးမပေးတတ်တဲ့လူတွေပဲဖြစ်မှာပါမရှိဘူးဆိုရင်ရှိတာနဲ့ဖြစ်အောင်လုပ်တတ်တဲ့ပုံပါ အခုလေဒီကတပတ်မရှိတာကြောင့်နောက်တစ်ယောက်ကတပတ်ကိုထင်းကန်ပြီးအပေါ်ကလူကအချောတန်နေပါတယ်ဒီလိုကန်ပြီးလိုက်လို့များပတ်စံပိုရတာလားဒါမှမဟုတ်အလုတ်စင်းရင်ဘီယာများလိုက်တိုက်မလားဆိုတာသူတို့ပဲတည်မှာပါဖေးတွေအတွက်တကားလုံထားပြီးပြီမယ်လုတ်ဖေးတဲ့သူကအမြင်ကက်တဲ့အခါမှာဒီလိုမျိုးပညာပြတာနဲ့ကျုံပြနေပါတယ်ဟေးဖေးတွေဒီလိုမျိုးစိတ်ကြိုက်ဝင်ထွက်လို့ရမှာတော့တကားကိုပြန်ဖြုတ်ပြီးရောင်းစားတဲ့နေပါပြီဒီ customer service ကတော့အတော်လေးကိုကောင်းတဲ့ service ပါ customer ကအထုတ်ပေတဲ့ plastic တွေကိုလူသားထက်ပို့ပြီးအတားလိုက်ပက်ပြီးတော့ အင်ယူသွားတာကိုဘာမှမပြောဘဲနဲ့ဒီတိုင်းချိန်နေပါတယ်ကစ္စတမာပြီလို့ရပ်သွားတဲ့ခါမှတတရရရနဲ့ပြန်သိမ်းလိုက်ပါတယ်ဒီလူကတော့ six pack ထွက်အောင်လေ့ကျင့်ကမလို့ပဲအလွယ်လဲစင်ကိုလိုက်နေတဲ့ပုံမှာအခက်မသိရင်ညနာကိုချော်ပြီးရိုက်နိုင်တာကြောင့်ဒါမျိုးမလုပ်ဖို့အကြံပေးခြင်းပါတယ်လုပ်မယ်ဆိုရင်လည်းကိုတော်သားနဲ့ကိုပါပဲစီးကြီးတဲ့ကားတွေကိုတက်မောင်းနေတယ်ဆိုတိုင်းကားမောင်းတက်တယ်လို့မထင်လိုက်ပါနဲ့ဒီလူကတော့ Lamborghini CB Lamborghini ဈေးဆိုင်မှာမောင်းယူဖို့ပါခင်ထိုးတာကိုစိုက်တဲ့တဲ့ကိုပဲထိုးချလိုက်ပါတယ် မတိုင်းမီတာနဲ့တော်တော်ကိုအချိန်လေးကောင်းနေပြီလို့ယူဆရပါတယ်။ပတ်စံပေးပြီးကားလိုက်စင်ရအောင်လုပ်တဲ့သူတွေအတွက်ဘလို့ဖင်ကြောင်တက်သေးလေပါ။ဒီလောက်လမ်းကျယ်ဒီမှာအတော်လေးကိုကြည့်တယ်ကွန်ကရစ်တောင်းကိုဘလို့ဖဲတယ်ပို့ဆွဲလာတယ်ဆိုတော့ဒီလူပတ်မှန်မကြည့်နေတာအသေးတာပါ။ကွန်ကရစ်တောင်းပါလေကြက်ခိုင်မှုအားနေနေပုံရပါတယ်။ပို့မိရုံးနေဖို့ကွဲသွားပါတယ်။ဒီမိန်ကလေးကတော့ TikTok ဗီဒီယိုတွေအကြည့်လို့မီ TikTok တဲကတိုင်းလဲလို့ရမှာ။ပြန်ရတဲ့ကြက်လက်ကတော့ပကံတစ်ချက်ကွဲသွားတာပါ။ TikTok မှာတွေ့တိုင်းလဲမလို့ကြပါရဲ့။ ဒီကားဆရာကတော့ Fast and Furious ရုပ်ရှင်မှာထည့်ရိုက်တင်ပါတယ်။အနောက်မှာတည်တာတဲ့အလေးချိန်များသောနာကြောင့်ကားကခေါင်းထောင်ကြီးရတော့သူကတာတာရရပဲမောင်းပြသွားပါတယ်။ကားကနောက်ပြန်သိနေတာလေးတခုပဲအပြည့်ပြောစရာရှိပါတယ်။ဒီလိုကိုဘိုးလေးဖြစ်တယ်ဆိုတော့ထောင်ထားတဲ့ပလင်းတွေကိုကျရမှာဖြစ်ပြီးအပေါ်မှာရှိတဲ့ TV တွေကိုပြစ်ဖို့မဟုတ်ဘူးဆိုတော့တယောက်ယောက်ကတင်းပေးဖို့လိုနေပါပြီ။ဒီကားသမားကတော့အတော်လေးတိုင်ပက်နေတာမြင်ရမှာပါ။အလုံးကိုအေးပြီးရေခဲတွေခဲနေတဲ့နိုင်ငံမှာကမရေခဲတွေကက်နေဒီလိုမျိုးပဲဖြေရှင်းရမှာပါဒီအဖအဝကတော့ ကိုရောင်တရားပိတ်တာကိုရှောင်ဖို့အတွက်ကြိုးစားပြီးမြရွေးတဲ့ဘက်ကမှားသွားတာကြောင့်ကိုရောင်ထဲမှာပြင်မိတော့ပါတယ်စစ်ပွဲတင်တန်းတင်ဆော့မယ်ဆိုရင်အရင်ဆုံးလရရေးဖို့အကြံပေးချင်ပါတယ်ဒီလိုမျိုး TV ကိုမတော်တဆတွားရိုက်မိရင်တိတ်အမေကသတိရတဲ့အခါတိုင်းတင့်ကိုစူးနေမှာပါဒီကားသမားကတော့တင်မို့တင်ဖို့နောက်တွဲရင်မိခဲ့တာကြောင့်အစင်ပြေတလို့ပဲတင်မို့ကိုဒီတိုင်းဆွဲသွားပါတယ်ရေးထဲမှာမောင်းလို့ရမရတော့ဗတိကြတော့ပါဘူးဒီလိုသမားကတော့ TV တွေကိုတိတ်ချမစီခဲ့တာကြောင့်အမြင့်ကလေး TV တွေပြုတ်ချလာပါတယ် ရောရမယ်ဆိုရင်တော့မစားတာပါဘူး။တယောက်ယောက်ကလေကားတက်နေလို့ဒီကအောက်ထင်းပြေးနေရတယ်ဆိုရင်ဒီကြားလေးထင်းပြေးထားကြပါ။မဟုတ်ရင်လေကားကရောကြလာပြီးတက်နေတဲ့ဒူဝါစီးရောရောက်သွားနိုင်ပါတယ်။ဘောလုံးပြစ်တယ်ဆိုတော့ဘောလုံးကိုပဲပြစ်လိုက်တာဖြစ်ပြီးတော့လူကိုယ်တိုင်လိုက်သွားစရာမလိုပါဘူး။စကေးပြခြင်းဆိုတော့အားကြည့်ပြီးတော့အိတ်ကိုအပေါ်ပြစ်တင်ပြီးပြန်ဖမ်းလို့တော့မြန်မာဘာကျွတ်တယ်ပြီးအိတ်ကိုဖမ်းမမိတာကြောင့်ကျွတ်ချသွားတယ်မြန်မာဘောအိတ်ပါပြုတ်ချလာတာကြောင့်မြန်မာဘာကျွတ်ရတဲ့ဖြစ်နေပါ။ဒီလူကတော့အိမ်မှာမမရှိဘူးနဲ့တူပါတယ်။ မှန်ပေါ်မှာပေါ်နေတဲ့တူပုံရိပ်ကိုဒူပတ်ဆန်ရှင်းဖို့လုပ်ခဲ့ပါတယ်။ညင်းရတဲ့ဒူလီကတော့ပြုံးစီစီဖြစ်သွားမှအတေးကြပါ။တင်ဟာကုန်းကားကြီးမောင်းသူဆိုရင်အမြဲတမ်းဟန်ဘရိတ်ဆွဲထားဖို့မမေ့ပါနဲ့။မဟုတ်ရင်နောက်ထွေးချင်တဲ့ဒူရဲ့နေတော့ကားကောင်းကအောက်ကိုဒိမ့်ချသွားတာမျိုးဖြစ်နိုင်ပါတယ်။စီစီတွေမတက်နိုင်ပဲစိုက်ကဲကြွားချင်တဲ့အခါမှာကက်ဆိုင်ကဲဘူးဒီလိုမျိုးဘက်စကားပေါ်တင်ပြီးကြွားလို့ရပါတယ်။တွန်းရလို့အားကုန်ပေမဲ့စီဘူးကတော့မကုန်တော့ပါဘူး။တခုခုကိုတဲတော့မယ်ဆိုရင်ခန္ဓာရည်ကိုအမြဲတမ်းပြုမိဖို့လိုအပ်ပါတယ်မဟုတ်ရင်ဒီလိုမျိုးပျက်စီးဆုံးရှုံးမှုတွေဖြစ်လာနိုင်ပါတယ် အပင်ခုတ်မယ်ဆိုရင်ကိုယ်တိုင်မခုတ်ဖိနဲ့ဒွမ်းကျင်သူတွေကိုငှားရက်ဖို့အတွက်အကြံပြုချင်ပါတယ်။မဟုတ်ရင်တင်ခုတ်နေတဲ့အပင်ကအထားသူတွေရဲ့ခေါင်းမိုးပေါ်ကျသွားမယ်ဆိုရင်တင်းတင်းထိုင်ရင်အစဲခံရပြီးအယောလေးပေးရနိုင်ပါတယ်။တင်းဟာတင်းကုတ်တွေပါရင်ဆွဲနှုတ်တော့မယ်ဆိုရင်သတိထားဖို့ပြောချင်ပါတယ်။မဟုတ်ရင်တံပိုးတဲ့လက်ခတ်ကြည့်ပြီးကားနောင်ဒီကမန်တစ်ခုလုံးအစ်စ်လေးရနိုင်ပါတယ်။ဘောလုံးကန်ရင်တော့ဒီလိုခင်မျိုးကြုံမှုကြမှာပါ။လူပေးဖို့ကြိုးစားပေမဲ့ကုလူကူပြန်ထိပ်ပြီးဟိုးပေးလိုက်ရပါတယ်။ကုန်တီကားကြီးမောင်းတဲ့သူတွေကကားကွေမယ်ဆိုရင်အခုတူဦးကတော့လူကူလိုအပ်ပါတယ်။ ရင်ကူမပါပဲဒီကားသမားကတော့ U10 ခွေရေးအနောက်ကတက်တိုင်ကိုမမီးရပဲဝင်းတိုင်မိခဲ့ပါတယ်ကုတ်တင်ကားကြီးကကားအသီးလေးကိုတွန်းလာလားကားအသီးကကားကြီးကိုဆွဲတာလားဆိုတာစဉ်းစားမရနိုင်တဲ့ညင်ခွင်းပါပဲဒီမာရီယိုကတော့ကင်မိုဖုတ်နေရင်မာရီယိုမှုဝင်သွားတဲ့ပုံမှာကင်မိုဖုတ်နေရင်လည်းရုတ်တရက်ဆိုးသလိုကင်မိုကိုအုံးဆိုပြီးပြစ်ချလိုက်ပါတယ်အနောက်ကကောင်မလေးနှစ်ယောက်ကတော့အတော်လေးကိုခိတ်လန့်သွားတဲ့ပုံမှာ Samsung ဖုန်းတွေရဲ့မှန်လေးဆိုတော့ခွဲလို့မရဘူးလို့ Samsung ကကြွညာထားတာကိုမယုံကြည်ကြတဲ့ကလေးတယောက်တူနဲ့ထုတဲ့အခါမှာတော့ငင်းရတဲ့အတိုင်းပါပဲ ဖုန်းမှန်လေးဘလောက်ပဲမားတယ်ပြောပြောဒီလိုမျိုးတူနဲ့ထူရင်တော့ဝဲမှသေးကြပါဘောကောက်လေးရဲ့ပထမဆုံးအလုပ်စင်းတဲ့နေ့ကတော့အတော်လေးကိုစိတ်လို့ရှားနေတဲ့ပုံပါဘောလုံးကိုပြေးကောက်ပြီးသူ့နေရာကိုပြန်ပြေးသွားရမှာအရှင်မထိန်နိုင်ပဲဝင်းတိုင်းမိတဲ့အထီဆိုတော့ဘလောက်ထိစိတ်လို့ရှားနေတယ်ခံမှန်းနိုင်ပါတယ်အခုမှခေါင်းဆိုင်ရိုက်တူနေကျုံသွေးရတဲ့ပြဿနာတစ်ခုပါပဲလက်ထဲကကောက်တံကိုမထိန်နိုင်ပဲဖြင့်ပြင့်မိသွားတဲ့အဖြစ်ပဲဖြစ်ပါတယ်ဘသူ့ကိုမှသွားမထီတာကံကောင်းပါတယ် ဒီစပိန်သမားကတော့သူဟာမချောက်သေးတဲ့ကွန်ကရစ်ပုံကိုမြင်းမြင်းပြီးဆိုတာသိတာနဲ့တပြိုင်နက်နောက်ပြန်လဲသွားခဲ့ပါတယ်။ကဲတယ်မဆိုပေခငယ်ကွေကွေသွားတာကြောင့်ပူဆိုးသွားပါတယ်။ဒီစားလို့ရေးသမားကတော့သူ့လုံထားတဲ့အလုပ်ကိုယုံကြည်မှုရှိစွာနဲ့ပဲကပြီးဘာကိုတလို့ခိုးဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့လည်းတန်းကမခိုင်းတာကြောင့်သူခုခုချင်းမှပဲတန်းရောက်လူရောပြုတ်ချသွားတာကိုကျွန်တော်တို့မြင်တွေ့နေပါတယ်။စပိုမူးတွေထဲမှာဒီစပိုမူးကတော့အချိန်နဲ့နေရာကိုတတိမထားမိပါဘူး။သူဟာဧည့်သည်လေးရှိမှချက်ပြုတ်နေရင်အစားအသောက်ကိုအပေါ်ကိုမြှောက်တင်လိုက်တဲ့အခါမှာတော့ အစားတောက်တွေကတချို့ဟာနေနေချက်ပိုကမိလုံးမှာတွားကန်နေခဲ့ပါတယ်။ကားခေါင်းမိုးပေါ်မှာတွေးရတတ်တဲ့နေကာမန်ကိုနေကားလို့ခေါ်တာအကြောင်းရင်းကတော့ဒါပါပဲ။နင်းတွေကိုမကပြင်းနိုင်ပဲဒဲလဟောကြလာတာတွေးရမှာဖြစ်ပါတယ်။ဒီမင်းလေးသမားကတော့ကားသမားတွေကိုကြည့်မရပုံမှာကားကိုကြည့်နေရင်လည်းကားပံပါကျွတ်အောင်ပုတ်ဆွဲတော့ပါတယ်။ဘိုင်ရှင်ကတော့အတော်လေးကိုနှမျောနေမှာကပါ။ဒီကုန်တဲ့ခရင်ကွက်မောင်းနေတဲ့သူတွေကသူမောင်းတဲ့ဆက်ရဲခန္ဓာကြီးကိုထဲမတက်မိတဲ့ပုံပါပဲ။ ခန္ဓာရင်ချက်ပူပြီးတင်းမိတာကြောင့်စက်ကဖိန်းချောင်းသွားတယ်ပြင်ပျက်စီးပြီခါလဲပျက်စီးသွားတာမြင်ရနိုင်ပါတယ်။သူကတော့မီးကျူးဆွဲနေရင်နဲ့အနောက်မှာရေကူးကန်ရှိတာကိုသတိမထားမိရဲ့ပုံမှာအားနဲ့မန်းနဲ့ဆွဲလိုက်ပြီးနောက်ကျိုးပြက်ထွက်လာတာရေကန်တဲကိုဒလင်းကောက်ွေးချသွားတာမြင်ရမှာပဲဖြစ်ပါတယ်။ဒီပျက်စီးဖို့တဲ့ကောင်းလေးကတော့မျက်မှန်မပါလို့မမြင်ရတာလားစိတ်ကူးရင်လုံးပြီးမတွေ့တာလားတော့မသိပါဘူး။ကားရီအထွက်ထားရတဲ့တန်းကိုတဲ့တဲ့ကြီးကိုမှဝင်းတက်မိတာပဲဖြစ်ပါရဲ့ဂူလမတယောက်အနေနဲ့ဒီလိုမျိုးဘောလုံးတော့မထိမ့်တတ်ဘူးဆိုရင်တော့အတင်းကနေထုတ်ခံရမှသိကြပါ ကျွန်တော်တို့အချစ်တော်မန်ယူကဟိုသမားအိုနာနာကူတော်ညီညောင်မိပါသေးတယ်။ဒီကောင်မလေးကတော့လမ်းဖင်ကပီဇာလုပ်ပြနေရင်လည်းညီဖို့တဲကပီဇာထုတ်တဲ့နေရာမှာကလွဲတကျော်ဖြစ်အောင်လုပ်လိုက်ပါရစ်။ကြာသွားတဲ့ပီဇာတွေကိုကျွန်တော်စားလိုက်ရရင်အတော်လေးစိတ်ကျေနပ်မိမှာပါ။တယောက်တူတူလုပ်ရတဲ့အလုံးမျိုးမှာတယောက်ယောက်ကနမောနမိတ်နိုင်ရင်ဒီလိုမျိုးခက်ရက်တွေဖြစ်ပွားနေတာသတိချက်စရာပါ။ဒီကောင်လေးကတော့အယုတ်လေးရင်လေးကိုလေပေါ်ပစ်တင်ဖို့ကြိုးစားပေမဲ့ချီချော်ပြီးတော့သူ့ဝဲလဲသွားပါရစ်။ဒီလူကတော့အတော်ကိုစိတ်တူသွားအောင်ပါလားပါ။ အမိုက်ဖြစ်ဖို့အမိုက်ပွန်းရှိကိုရောက်ခါမှာအမိုက်အဲကွဲသွားတယ်ဖြစ်ကတော်တော်လေးကိုခံပြင်းမှုကောင်းပါတယ်။နိုင်ငံကြီးသားပီတာစွာနဲ့ဒီတိုင်းထားမသာပဲအကုံတော့ကိုလက်နဲ့ကောက်ပြီးအမိုက်ပွန်းနဲ့ထည့်ခဲ့ပါတယ်။မှန်တက်ထားတဲ့တကားကိုမှန်မရှိဘူးထင်ပြီးဝင်တိုက်မီယာမျိုးကကျွန်တော်တို့အားလုံးဖြစ်ဖို့ယင်ဘူးကြပါတယ်။ဒါကတော့ဘူဖောက်တံကိုကောင်းကောင်းမသုံးတတ်တာကြောင့်ဖြစ်လာတဲ့အဖြစ်လေးပါ။ဒီပစ္စည်းပို့သမားကတော့အထာကျကျပဲပစ္စည်းတွေကိုကားပေါ်ကတော့မစင်ပဲကားထဲကနေခြံသေးကိုလှမ်းပြပြီးနောက်ဆုံးပေါ်နေတဲ့ပစ္စည်းပို့ဆောင်ခဲ့တာပဲဖြစ်ပါတယ်ဒီပေါ်တော့သမားကတော့အောင်ပွဲခံတာလွန်သွားခဲ့ပါတယ် အောင်ပွဲခံတဲ့အတင်းနဲ့သူကဘောလုံးကိုကန်ခဲ့ပေမဲ့ဘောလုံးကတိုင်းထိပ်ပြီးသူ့မျက်နှာကိုကြံမှန်ခဲ့ပါတယ်။ဒီ professional ခေါင်းရိုက်သမားကတော့ခေါင်းရိုက်ခဲ့ပေမဲ့ခေါင်းတီးကိုမထိပေမျက်ခင်းကိုသာထိခဲ့ပါတယ်။အရှက်ရစရာဖြစ်ပါ။တင်ဟာဒီပူတွေမှာဆိုရင်အပူတွေမကန်ဒီပူကိုအထူးတတိထားတင်ပါတယ်။ဒီလူကတော့အသားခင်ထားတဲ့တန်းကြီးကိုလက်ပလာနဲ့ရှေ့ပူလုခဲ့တာကြောင့်အပူတောင်သွားတာတင်းတွေးနိုင်ပါတယ်။သူ့အနေနဲ့လက်အိမ်ဝှက်ဖို့ကိုမေးသွားတဲ့ပုံပါပဲ။ဒီနီးပြကတော့ဒေါသထွက်ထွက်နဲ့အမအိတ်ကိုပိတ်ကန်ခဲ့ပေမဲ့သူကပဲချော်လဲခဲ့ရပါတယ်။အမအိတ်ကတကွက်ပြသွားတဲ့ပုံမှာ တင်းမအစ်စ်လူချင်းနေတဲ့ပုံမှာလက်နဲ့တွန်းချပြီးတော့ပတင်းပေါက်ကိုအစ်စ်လေးထီချောင်းပြသခဲ့ပါတယ်ဒီလူကတော့ဘာဒီများတွင်းနေလို့ကန်းတစ်ခုလုံးကိုမမြင်ရတာပါလေအချစ်ဦးချောင်းတွင်းနေတာလည်းဖြစ်နိုင်ပါတယ်ဒီပေါလုံးသမားကတော့ဂိုးသိမ်းမှုအခွင့်အရေးအပန်ရခဲ့ပေမဲ့ကျောင်းတီဖြစ်ခဲ့ပါတယ်အဝယ်လေးခန့်နဲ့မှကောင်းကောင်းစုခံရတော့မှတေးကြပါဒီသူကတော့ထူထောင်းရတာကိုအတော်လေးဝါသနာပါပုံရပြီးအခုလည်းဟင်းချက်တာကိုရိုးရိုးတန်းတန်းမချက်ပဲထူထောင်းနေပါရယ်။ရွှေမတစ်ယောက်ကတော့လူစားတဲ့အစားတောက်တွေကိုဝမ်းသာအားရချွားခဲ့ပြီးမြုပ်ကြသွားခဲ့ပါရယ်။ 滴水马缸，麦、um um um, okay, 上树啦！今朝都木漂亮，阿龙皮匠爸爸。给，今天飞牛那个滴马背送特别呗，飞牛那个送你几杯奶茶，记住滴买。